ားလုံးပဲမင်္ဂလာပါရှင်နန်းတစေ channel မှာကြိုဆိုလိုက်ပါတယ်ရှင်မိုးစေတက်ကတူရဲ့သမှုတရားချစ်ချင်းတန်စင်အပိုင်း၃ းနှင်းနှင့်မွန်မြက်ကိုနေုံနဲ့မဟာဗန္ဓုလလမ်းမှာ VCD ဝယ်ရင်းနဲ့ထပ်မံဆုံးဖြစ်ကြောင်းပိုင်ပိုင်ကပြောပြသည်နင်တို့အချိန်နေဘလို့ရှိပြီလဲနေုံဘက်ကစိတ်ဝင်စားတဲ့အမှုရာတွေပြပြီလားသူကသူ့ကီတာလောက်ငါ့ကိုစိတ်ဝင်စားပါဘူးခိုင်မာကတော့ပိုင်တို့နှစ်ယောက်ကိုတွဲစားတယ်သူကရှက်နေတဲ့ပုံစံနဲ့ခိုင်မာကိုမနှောင့်ဖို့လမ်းပြောသေးတယ်ပိုင်နေုံကိုအရင်ဘွားကရေစက်ကြောင်ပဲလားအရင်ဘွားကဆူတောင်းကြောင်လားမသိပါဘူးပိုင်စိတ်ကူးထားတဲ့ချစ်သူပုံရိပ်ကနေုံမှာပဲ ဖေဖေနဲ့မေမေအန်တီတို့သဘောတူလာအောင်ငါစွမ်းကုန်စူးစမ်းမယ်။နေုံကိုပိုင်ချစ်နေရရင်ကျင်းနဲ့နေပါပြီ။ပိုင်ကရှင်တို့နဲ့ညီမလိုဖြစ်နေတော့မရှက်မကြောက်ဝန်ခံရဲတာပါ။ပိုင်ရဲ့နေုံပေါ်ချစ်မြတ်နိုးတဲ့စိတ်ကြောင့်နေုံကလည်းပိုင်ပေါ်မျက်မျက်နိုးနိုးတန်မိုးထားပြီးပြန်ချစ်လာစေရမယ်။ဒီကြတဲ့ပိုင်ပါသားနေုံနဲ့ထပ်တွေ့နိုင်အောင်ဖန်တီးယူကွာမုံနဲ့သွန်နေလိုက်ပြီဆိုရင်လည်းရတယ်လာဟာပိုင်တို့နေုံနဲ့တွေ့လို့တွေ့ညာမြို့ရဲတစ်ဘက်ပတ်ကြည့်အောင် သွန်းနှင်းနဲ့မွန်မွန်တို့သည်ပိုင်ပိုင်ရဲ့မတ်တူနဲ့ပင်သုံးယောက်တူတူတိုင်ပင်ချင်၍သူမတို့ရဲ့ကားရီထားခဲ့ကပိုင်ပိုင်နဲ့တစည်းတဲလာခဲ့ကြသည် ပိုင်တို့မဟာဗန္ဓုလပန်းချန်လန်းကိုပဲသွားကြမယ်အဲ့မှာတေးသံသွင်းဆိုင်တွေဂီတသမားတွေအများဆုံးလာတော့နေုံကိုလည်းတွေ့ကျင်တွေ့ရမှာပြီးတော့စီရိုနာမှာလုံးမဲ့၄ဖြူစတေရှိုလက်မှတ်လည်းဝယ်ရအောင်နေုံအတွက်ပါတစားပေါ်ဝယ်ရမယ်နေုံတယောက်တည်းဆိုရင်ဘယ်ကောင်းမလဲ မုံတို့လည်းအဖို့ရအောင်ခိုင်မာပါခေါ်လိုက်မယ်တကယ်လို့သူတို့နဲ့မတွေ့ရင်လက်မှတ်ကိုဘယ်လိုပေးမလဲသွန်းနှင်းကစိတ်ပူသလိုဝင်မေးလိုက်သည်အဲ့အတွက်မပူနဲ့နေုံအိမ်လေးစာမုံကိုပေးထားတယ်နေုံအိမ်ဘက်ဝင်ကြည့်လိုက်ကြတာပေါ့မုံနဲ့နေုံကမောင်နှမတွေလိုယဉ်နေတော့နေုံကသူ့အိမ်လာလဲရင်ဘာမှအထင်သေးတာတွေဘာတွေရှိမှာမဟုတ်ဘူးနေုံကြောင်းကကောင်းကောင်းသိတယ်ပိုင်ရဲ့ထုံးစံအတိုင်းကားကက်ဆက်ကိုဖွင့်လိုက်သည် ပိုင်တဲ့နေုံစတင်ရင်းနှီးမှုများရလာစေတဲ့မြို့ကြီးရဲ့တခြင်းကို ပိုင်ကအမှတ်တရအမြဲနှားထောင်သည်။ပိုင်ကိုယ်တိုင်လည်းအဲ့ဒီတခြင်းကိုနှစ်သက်သည်။ပိုင်တို့ကြောင်းပြီးတော့မယ်နော်။မုံမြက်ကတော့အလုပ်ရှိပြီးသားဆိုတော့ဘာမှပူစရာမလိုဘူး။ပိုင်နဲ့သွန်းနှင်းကတော့တခုခုလုပ်ရမယ်။ပိုင်လည်းစိတ်ဝင်စားတဲ့နေုံလည်းနှစ်သက်တဲ့တခြင်းတွေလွှမ်းနေတဲ့ CD, VCD နဲ့ DVD ရောင်းနဲ့ငားတဲ့ဆိုင်ဖွင့်မလားလို့စဉ်းစားထားတယ်။ မဟာဗလူလန်လမ်းမှာငါ့ကိုသူရပိုင်ရဲ့ recording တခုရှိတယ်။အဲ့လမ်းတကျော်မှာပဲအကိုတီဟပိုင်ရဲ့ guitar ဆိုင်ရှိတယ်။ပိုင်လဲအဲ့နမ်းမှာပဲအခန်းဝယ်ပြီး decoration ကောင်းကောင်းနဲ့ဆိုင်ဖွင့်မလားလို့ကက်ဆက်ခွေဆိုင်ဆိုတော့နေုံနဲ့လည်းအဆင်ပြေတာပေါ့။ပြီးတော့နေုံနေတဲ့နေရာနဲ့လည်းနီးအောင်လို့လေ။သွန်နင်းကပိုင်ပိုင်ရဲ့အကြံကိုထောက်ခံသည်။ငါတို့လည်းအလုပ်တစ်ခုရှိသွားတာပေါ့။လုပ်မယ်ဆိုအခုကတည်းကစလိုက်ရအောင်။သွန်တို့ကြောင်းပြီးဖို့ကတိတ်မှမလို့တော့တာ။ဝင်လဲရှယ်ရပါမယ်နော်။ ငငယ်ချင်းတွေနဲ့အတူတူဆိုင်ဖွင့်ခြင်းနေရာနဲ့အတော်ပဲမုန်းတို့မှာရှိတဲ့ VCD တွေ DVD CD တွေနဲ့တွေပြည့်စုံနေပါပြီဟုတ်တယ်မဟုတ်လားပိုင်အေးဟုတ်တယ်ပိုင်မှာ VCD DVD တွေတော်တော်ဆုံဆုံလင်းလင်းရှိရယ်ပြီးတော့ပိုင်စဉ်းစားထားတာတခုရှိသေးတယ်နေုံတချင်းဆိုတာနားထောင်ကြည့်တော့သူကအတန်အင်အားတော်တော်ကောင်းတယ်လေးပြူလို့လည်းအတန်ပါဝါမြင့်တယ်ဘယ်တချင်းဆိုဆိုခံစားမှုပါတယ် ိုင်ထင်တာနေုံကနမဲကြီးဆိုတော့ဖြစ်နိုင်တယ်။အဲ့ဒါသူစီရီထုတ်ပြသွားအောင်ကူညီခြင်းနဲ့နေုံသာနမဲကြီးဆိုတော့ဖြစ်သွားရင်ဖေဖေနဲ့မေမေတို့နဲ့မိတ်ဆက်ပေးတဲ့အခါညနာမငယ်ရတော့ဘူးပေါ့။ပိုင်ကိုသူရပိုင်ကတဆင့်သူစီရီထုတ်ဖြစ်သွားအောင်ကူညီရမယ်။ပိုင်ပြောရင်ကိုသူရကညီမကိုစိတ်မချဖြစ်ပြီးမကူညီပဲနေုံမယ်။မောမနင်ပြောပေးပါနော်။ကိုသူရနဲ့နေကလည်းရင်းနှီးနေပြီးသားပဲ။ပိုင်တို့လည်းစီရီကုံကြစိတ်ဝိုင်းထဲကြမယ်လေ။ နေုံစီရီအောင်မြင်သွားရင် percentage နဲ့ယူကြပေါ့နေုံကိုတော့ကိုသူရကနေုံအတန်ကြိုက်လို့စီရီထုတ်ချင်တာလောက်ပဲပေးတည်ထားရင်ကောင်းမယ်နော်ပိုင်ရမ်းတက်ကြွတာပဲနော်ပိုင်တွေတွေကတော်တော်လေးလေးနက်နက်ကြီးကိုစဉ်းစားထားတာနေုံနဲ့ပတ်သက်လာရင်ဘာမဆိုရင်ဆိုင်မဲ့သဘောမှရှိတယ်မွန်းနဲ့နေုံကကို့မောင်နှမတွေလိုပဲဖြစ်နေတော့သူအောင်မြင်တာမအောင်မြင်တာကိုဂယူမဆိုင်ဘူး။ပိုင်တယောက်ထဲလဲလောက်စီရမလို့ဘူး။သူ့နဲ့မွန်မြက်ရှေ့ရပါမယ်။ ခွေဆိုင်ဖွင့်ဖို့လည်းသဘောတူတယ်။မွန်ကစီးပွားရေးဆိုဘာမှမလုပ်ကြည့်ခြင်းစိတ်ရှိတယ်။မွန်တို့အတူတူစိုင်းထိုင်ကြတာပေါ့။ပိုင်တို့၃ယောက်စကားတပြောပြောနဲ့တိုင်ပင်ပြီးစတိတ်ရှိုးလက်မှတ်ဝယ်ဖို့မဟာဗန္ဓုလလမ်းပန်းချံကိုလာခဲ့သည်။ဟဲ့ဟိုမှာခိုင်မာမဟုတ်လား။နေုံမပါတော့ပိုကောင်းတာပေါ့။မွန်ခိုင်မာကိုပိုင်နဲ့နေုံအစဉ်ပြေသွားအောင်ရိတ်မြွတ်သွားစကားဆထားလိုက်အောင်မယ်။နေပါစေမွန်မွန်။ ပိုင်လိုချင်တဲ့နေုံရဲ့ချစ်ချင်းတွေမှာဘသူရဲ့တိုက်တွန်းချက်မှမပါဘဲနဲ့နေုံစိတ်သဘောတိုင်းဖြစ်စေခြင်းနဲ့မမနဲ့ခိုင်မာကမတိုက်တွန်းမှနဲ့နေုံရဲ့တကယ်စိတ်ရင်နဲ့ချစ်တဲ့ခံစားမှုကိုပဲပိုင်လိုချင်တယ်။အဲ့ဒါကိုတော့မုံမွန်နားလည်စေချင်ပါတယ်။ပိုင်နေုံကိုအရင်ချစ်တယ်။နေုံကိုပိုင်မြင်နေရရင်ကျေနပ်ပါပြီ။ Action and Reaction နဲ့ပိုင်ကအရင်ချစ်တော့နေုံကလည်းပိုင်ရဲ့စိတ်တကူကြောင့်ပြန်ချစ်လာမှာပါ မမွန်ကူညီကြောင့်ပိုင်တို့နှစ်ယောက်အဆင်ပြေသွားရင်အချစ်စစ်ချစ်မှန်ဆိုတာဖြစ်မလာတော့ဘူး။ပိုင်တကယ်ချစ်တဲ့လူတွေ့ပြီဆိုတော့ဖေဖေနဲ့မေမေအန်တီသဘောတူပါစေလို့ဆုတောင်းရုံပဲ။ပိုင်ဘက်ကတော့အချစ်တစ်ခုတည်းနဲ့အယားအသေးချာနေခဲ့သည်။ပိုင်ပိုင်ဖြစ်ကလည်းအံ့ဩစရာပဲနော်မွန် ပိုင်ရန်ဟန်ဆောင်ချစ်သူ ရှာဖွေမဲ့နေမှာပဲ။နေုံနဲ့တိုက်တိုက်ဆိုင်ဆိုင်တွေးဖြစ်သွားတာ။နှက်ရည်တဲ့ပိုင်ပိုင်ရဲ့ဖူးစာလို့ပဲဆိုရမှာပဲ။တကယ်လို့ပိုင်ပိုင်အသက်25နှစ်ပြည့်ရဲ့နေ့ထိနေုံဘက်ကဘာမှမလုပ်ရှာဘူးဆိုရင်ဘယ်နဲ့လုပ်ကြမလဲ။သူနဲ့ကပိုင်ပိုင်အတွက်စိတ်ပူပန်တယ်လို့ဝင်ပြောသည်။အဲ့ဒီအတွက်ရင်ပူတယ်ဆိုရင်တော့အရင်တော့ကကြံစီထားတဲ့အတိုင်းနေုံကိုဟန်ဆောင်ချစ်သူဖြစ်ပဲအခုညတောင်းရမှာပဲ။အချိန်မရှိဘူးလေ။ အဲ့ဒီချိန်ကျရင်တော့ပိုင်လဲဒီအစီအစဉ်ကိုလက်ခံရမှာပဲနေုံနဲ့မွေးခြင်းမဟုတ်လားပိုင်အဲ့ဒါကတော့နေုံရဲ့အဆုံးဖြတ်ပေါ်မှာမူတည်သွားပြီလေနေုံကဂီတကလွှဲရင်ဘာမှစိတ်မဝင်စားတော့စိတ်မရှိဘူးစီတိုတော့မှလုံးမဲ့လေးဗျူစတိတ်ရှိုးကိုတော့တူလိုက်မှာပါအဲ့ဒီကျမှပဲပိုင်ချစ်နေကြအမှုရာတိတိတတ်တာပြရမယ် ိုင်ကနေုံရဲ့အေးဆက်ဆက်နိုင်လာမှုကိုစိတ်မရှိခြင်းတော့တကယ်ဆိုပိုင်စိတ်ဝင်စားနေရဲဆိုတာဘေးလူဖြစ်တဲ့ခိုင်မာတောင်ရိပ်မိနေမှာတော့နေုံလည်းဘယ်နည်းနဲ့မဆိုသူ့အပေါ်လိုရာထက်ပိုကောင်းနေတော့ပိုင်ပိုင်ရဲ့သဘောထားကိုတော့နားလည်မှာပါအခုတလော နေုံကိုပိုင်မတွေ့ရတာကြာပါပြီပိုင်ကတော့အချိန်တိုင်းမှာနေုံကိုသတိရနေခဲ့တယ် stage show လက်မှတ်တွေကိုအသင့်တွေ့ရတော့ခိုင်မာကတဆင့်ပဲပြီးဖြစ်ခဲ့သည် မုံမကတော့အဲ့ဒီနေ့ဆက်ဆက်လာခဲ့ဖို့နယုံကိုအပါခေါ်ခဲ့ဖို့ခိုင်မာကိုတွတ်တွတ်မှသည်ခိုင်မာနင်တို့တေးချလာခဲ့နော်ငါတို့ကုမ္ပဏီကလည်းကြော်ညာဖို့စိတ်ကူးထားတယ်ငါတို့မိန်းကလေးတွေကြီးပဲမို့နင်တို့ပါမှဖြစ်မယ်နယုံအတွက်လည်းလေ့လာလို့ရတာပေါ့ခိုင်မာကလည်းသူရောနယုံမှာဆက်ဆက်လာခဲ့မည်ဟုဂတိတွေအထက်ထက်ပေးသွားသည် stage show နေ့ကလေးမှာ ပိုင်း သွန်းနှင်းနှင့်မုံမုံတို့သုံးယောက်တူတူပိုင်ပိုင်အိမ်တွင် လူစုကလာဖြစ်သည် ပိုင်ပိုင်ကအပြာနုရောင်လက်ပြက်ခတဲ့အင်ဂျီနှင့်အပြာရောင်စတိုင်ပန်ကိုဝတ်ထားသည်အနက်ရောင်ကုတ်အင်ဂျီကိုအင်ဂျီပေါ်ကတထက်ထပ်ဝတ်ထားသည်ပိုင်ပိုင်သည်အရောင်တွေထဲမှာအပြာရောင်ကိုအနှစ်သက်ဆုံးဖြစ်တာကြောင့်ဒီနေ့နေုံနဲ့တွေ့ရင် အပြာရောင်ကိုနှစ်သက်သောပိုင်ပိုင်ကိုအပြာရောင်ဝစ်စားတွေနဲ့ပဲတွေ့စေခြင်းသည် စင်စွဲရောင်တရေပြော့ပခုံးလွယ်အိတ်စင်စွဲရောင ခုံမြင့်ကျိုးတိုင်ဖနက်နဲ့လိုက်ဖက်နေသောပိုင်ပိုင်ကိုတငယ်ချင်းတွေကဒီနေ့တော့နေုံနဲ့ကိုကြွေသွားမှတေးကြတယ်ဟုဝိုင်းဝန်းချီးမွမ်းကြသည်ပိုင်ရွေးချယ်တဲ့ဇပွဲမှာသုံးယောက်သားအေးကိုစီဖြင့်နေုံနဲ့ခိုင်မာအလာကိုစောင့်နေကြသည်သူတို့ရောက်တော့ရောက်နေပြီထင်တယ်ပိုင်တို့ကိုမတွေ့လို့ရှာနေတာဖြစ်မယ်လူငယ်တွေကြီးရှိတဲ့ပွဲမှုအတန်တွေစူညံကငေးကျင်စရာတွေကြီးဖြစ်နေသည်ပိုင်တို့ငေးနေစမှာပိုင်ဘေးခုံမှာတစုံတစ်ယောက်ဝင်ထိုင်လိုက်တာမို့ ဟဲနေယုံပိုင်ရုတ်တရက်လှည့်ကြည့်လိုက်စင်မှာပိုင်လက်ထဲကအေးအေးဘူးကလွတ်ကျသွားတာကြောင့် ပိုင်ခြေထောက်တွေစိတ်ကက်ကက်ဖြစ်ကုန်၏ပိုင်ကိုကိုတော်တော်လန့်သွားတယ်ထင်တယ်ပိုင်ဘာပြောရမှန်းမသိစွာနေယုံကိုငေးနေစင်မှာပိုင်မထင်မှတ်သောအဖြစ်ပြက်တစ်ခုကိုနေယုံကပြုလုပ်ပေးခဲ့သည်သူ့လက်ထဲကတ िश ူးပေပါနဲ့ပိုင်ခြေထောက်ကိုလှမ်းတုပ်ပေးဟန်ပြင်လေသည်ဟင်းနေယုံမတုပ်ပါနဲ့ပိုင်တော့ငရေကြီးတော့မှာပဲ ရပါတယ်6လောက်ဆေးရင်ဆေးလိုက်ပါလားဆေးကက်ကက်ဖြစ်နေရင်ဘယ်နေလို့ကောင်းမလဲဟုတ်တယ်ပိုင်6လောက်သွားဆေးလိုက်ရင်ကောင်းမယ်ငါလိုက်ပေးမယ်သွန်းနှင်းနဲ့ပိုင်ပိုင်6လောက်ဆေးဖို့ကိုလက်တန်းစင်ခံဘက်ထွက်လာခဲ့သည်မုံမုံကတော့နေုံနဲ့ခိုင်မာတို့နဲ့စကားပြောရင်းကြံခဲ့သည်နေုံရဲ့ရှင်ရဲ့ပြုမှုတွေကငကိုတဲကရိုင်နေပြီးတော့ပိုင်ရဲ့နှလုံးသားတွေမခိုင်တော့ဘူးရှင်နေကဝမ်းနေလာသလိုလိုခံစားမှုကငိုကျင်လာသလိုလို့ တွန်းနှင်းကတော့နေုံရဲ့စိတ်တဘောကိုဝေဖန်ဆန်းစစ်နေခဲ့သည်ပိုင်တို့ခြေတော့စေးပြီးမုံမုံတို့ရှိရာစီပြန်လာတော့မုံမုံကပွဲစားတော့မယ်ထင်တယ်သွားကြရအောင်ဟုပြောကစတိတ်ရှိုးခမ်းမာတဲ့ဝင်လာခဲ့ကြသည်ပိုင်ရှောက်ကြည့်ပြီးပြီလားနည်းနည်းကြည့်ပြီးပြီဒါပေမဲ့နေုံတို့ကိုမတွေ့လို့ခဏအေးတောင်းရင်ထိုင်နေတာတွန်းနှင်းမုံမုံနဲ့ခိုင်မာတို့ကအလိုက်သည့်စွာနေုံနဲ့ပိုင်ပိုင်ကိုအတူခုံချင်းကပ်ထိုင်စေခဲ့သည်ကိုရိုးရောက်နေတာကြာပြီ ခိုင်မာကမိန်းကလေးတွေကြီးပဲစောင့်နေရရင်မကောင်းဘူးဆိုပြီးအစောကြီးကလေးကထွက်လာတာဒီရောက်တော့အပေါင်းအသင်းတွေကြီးပဲဆိုတော့ဝိုင်းစကားပြောနေရနဲ့ပိုင်ပိုင်တို့လာတာမတွေ့လိုက်ဘူးခိုင်မာကရောက်လောက်ပြီးထင်တယ်တပတ်ပတ်ကြည့်အောင်ဆိုပြီးထွက်လာတာပိုင်ဒီနေ့ပြာရောင်လေးနဲ့တိတ်ကြည့်လို့ကောင်းတာပဲဟုတ်တယ်ပိုင်ကပြာရောင်တိတ်ကြိုက်တယ်အဝတ်စားသုံးဆောင်ပစ္စည်းတွေမှလည်းပြာရောင်များတယ်အပြာရောင်ကငိမ့်ချဲနေလေပိုင်ကနေုံကိုလာမလာပါမလားလို့စိတ်ပူနေရတာ နေုံဒီလိုပွဲတွေကြိုက်တယ်မဟုတ်လားယင်ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ဈေးကြီးလို့လက်မှတ်အလကားရမှလာတာများတယ်အခုခိုင်မှလက်မှတ်ရလာလို့နောက်ပြီးမုံမကအကူညီတောင်းလို့အဖော်လိုက်ပေးတာဒါပေမဲ့မုံမကိုရောခိုင်မကိုကကျေးဇူးတင်တယ်ဒီလိုပွဲမျိုးဆိုတာကိုတို့အမှုပညာသမားတွေကြိုက်ကြတယ်လေကိုလည်းတယောက်ပါဝင်ပေါ့ပွဲစားတော့သူရောပိုင်မှာစကားမပြောဖြစ်တော့ ူက stage show ကိုစိတ်ပါဝင်စားစွာကြည့်နေသည်။ပိုင်လဲသူ့ရဲ့စိတ်အာရုံကိုမနှောက်ယှက်ခြင်းတော့ဘေးနားကတိတ်တိတ်လေးထိုင်ကနေုံမျက်နှာကိုခိုးငေးနေခဲ့သည်။မတွေ့ရတာကြာပြီနော်နေုံဟုရင်းထဲကတိတ်တဆိတ်ပြောနေခဲ့မိသည်။နေုံကပိုင်ဘေးမှာရှိနေတဲ့အချိန်တွေဟာပိုင်ဘွားမှာတခါမှမခံစားခဲ့ဘူးတဲ့ခံစားမှုမျိုးရလိုက်တယ်။အဲ့ဒါကတော့သူ ပိုင်ဘေးမှာရှိချိန်တွေဟာပိုင်အတွက်လုံခြုံလေးထွေးသွားစေခြင်းပါပဲ။ အဲ့ဒီကပိုင်တဲ့နေုံအတွက်တကယ်ကိုအမှတ်တရနေလေးပါပဲပိုင်တဲ့နေုံအဲ့ဒီကတွေ့ပြီးနောက်ထပ်မဆုံးဖြစ်တော့ရဲတပ်တပတ်ကြော်လာတော့မုံမုံနဲ့သွန်းနှင်းကိုအကူညီတောင်းရသည်မုံမုံနဲ့သွန်းနှင်းကလည်းပိုင်ပိုင်နဲ့အနီးကပ်ဆုံးနေသူမှုပိုင်ပိုင်ခံစားချက်တွေကိုရိမ့်မိကဒီလိုလုပ်ပါလားမုံမုံမွေးနေကနောက်လာလေရှင်တို့မှတ်မိတယ်မဟုတ်လားမုံမွေးနေကိုတခုခုလိုက်ကျွေးမယ်ဆိုပြီးနေုံတို့ကိုပါခေါ်မယ်လေမကောင်းဘူးလား ဟုတ်တယ်မမအဲ့ဒီအစီအစဉ်ကောင်းတယ်နောက်မှပိုင်တဲ့နေုံထက်တွေ့ရအောင် အစီအစဉ်ထက်ဆွဲတာပေါ့ငါတို့ရဲ့ music universe ဖွင့်ပွဲကမမမွေးနေပြီနောက်တစ်ပတ်ဆိုတော့နေုံတို့ကိုဆိုင်ဖွင့်ပွဲပါတခါတည်းဖိတ်လို့ရတယ်တငယ်ချင်းတွေကတော့တက်ကြွစွာပိုင်တဲ့နေုံ တွေ့ရဖို့အကူအညီပေးကြသည် သူကရောဘယ်တော့များမှပိုင်ရဲ့ချစ်သူဖြစ်လာမှလဲကွယ်ပိုင်ကအချိန်လေးကိုတိတ်အားမရခြင်းနေုံရဲ့ပိုင်ပေါ်ထားတဲ့သဘောထားကို သိကျင်ခဲ့ပြီး ူနဲ့နဲ့မုံမုံရှင်တို့နှစ်ယောက်ပိုင်တဲ့နေုံရဲ့အခြေအနေကိုဝေဖန်ပေးပါဦး။သူကပိုင်ပေါ်ဘလို့သဘောထားလဲသိကျင်လိုက်တာ။နေုံကဘာကိုတွေ့ဝေနောက်ဆုံးနေလဲမသိပါဘူး။ပိုင်လိုချစ်စရာကောင်းတဲ့ကောင်းမလေးတယောက်ကိုသူသဘောကျမှာပါ။သူ့ရဲ့အဆိုတော်ဖြစ်ရန်ဆိုတဲ့ရည်ရွယ်ချက်ကတိတ်ကြီးမှတော့ပိုင်ကိုဖွင့်မပြောသေးတာထင်တယ်။ဖွင့်ပြောလာအောင်ပိုင်ရဲ့အန်တီဒေါမြပိုင်စီစဉ်ထားတဲ့အကြောင်းနေုံသိအောင်ပြောရမယ်။ဒါမှသူ့ဘက်ကနောက်ကျလို့မဖြစ်ဘူးဆိုပြီးလှောက်ရှားလာမှာ အဲ့ဒီစီစဉ်ကောက်မယ်ထင်တယ်နော်သွန်းနေအေးအဲ့ဒီနီးကိုစမ်းသုံးကြည့်ကြရအောင်ပိုင်တော်စီစဉ်တာကိုပိုင်က လက်မခံနိုင်ဘူးပိုင်မှာချိရမဲ့သူ ရှိနေတယ်ဆိုတာသူသိအောင်ပြောရမယ်ပိုင်တို့နေုံရဲ့စီရီထုတ်ဖို့ကိစ္စကိုဆက်ဆွေးနွေးကြသည် ပိုင်တို့ပတ်စံထည့်ထားတယ်ဆိုတာနေုံသိလို့မဖြစ်ဘူးနော်သူကမာနကြီးတယ်မင်းကလေးတယောက်ရဲ့အကူအညီနဲ့သူအောင်မြင်ရတယ်ဆိုတာလက်ခံမှာမဟုတ်ဘူး။ဘယ်သူမှမဆိုကို့အစွမ်းစားနဲ့အောင်မြင်ကြတာပဲလေ ပိုင်ပိုင်ကနေုံစိတ်ကိုနားလည်နိုင်ခဲ့သည်နေုံရဲ့မာနကြီးမှုကိုလည်းရိပ်မိထားသည်ပဲပိုင်ပိုင်သည်နေုံနဲ့တွေ့နိုင်ရန်မုံမြတ်မွေးနေ့ကိုစောင့်မျှော်ခဲ့ရလေသည်ငယ်ချင်းတွေအားလုံးကို ဒိုရီမှာပဲလိုက်ကျွေးဖို့စီစဉ်ပြီးနေုံတို့ကိုဖိတ်ရန်နေုံရဲ့တိုက်ခန်းလေးစီတို့ပိုင်းသွန်းနှင်းနဲ့မုံမွန်တို့လာခဲ့ကြသည် ပိုင်ပိုင်ကတော့ခြေလန်းတွေတက်ကြွနေခဲ့သည်အပေါ်ဆုံးထက်ရှိနေုံတိုက်ခန်းရှေ့ရောက်တော့ဂီတာတီးတချင်းဆိုနေတဲ့တဲ့တဲ့ကိုကြားရသည်မျိုးကြီးနဲ့လေးပြူရဲ့ ရန်သူတထောင်တချင်းကိုနေုံနဲ့ခိုင်မာအတိုင်ဖောက်ညီစွာစိုးနေတာနားထောင်ကောင်းကောင်းနဲ့ပိုင်းတို့တကားမခောက်ပဲတချင်းဆုံးအောင်နေုံတို့ဖီးမပြတ်အောင်စောင့်နေခဲ့သည်တချင်းဆုံးတော့မှတကားအသာခောက်လိုက်သည်ကြီးကနေတကားကဖွင့်လာတော့နေုံ ပုံရိပ်ကပိုင်းတို့ရှိမှပေါ်လာသည်အော်တကားခောက်တန်ကြလို့လာကြည့်တာပိုင်းတို့မုံမတို့ကိုဘသူစီလာတာလဲရှင့်ခန်းရှိမှရက်နေတာလေ ပိုင်စိတ်တူသွားတာကိုနေုံကသဘောကြကားရှိဤကဲလာဝင်ခဲ့ပါကိုကဘယ်သိမလဲပိုင်တို့မမတို့ကိုစီဘာကိစ္စမှမရှိပဲလာမလဲဘူးမဟုတ်လားနေုံမျက်နာလေးကအခုလိုကြတော့ယူသားအေးချမ်းနေပါဤပိုင်ကိုတော့မမနဲ့နေုံကရမ်းရင်းနေတာကြောင့်ဘလို့အကြည့်မျိုးနဲ့မှမဆူဆမ်းမငါမွေးနေကမနဲ့ပြန်လေအဲ့ဒါတငယ်ချင်းတွေကိုလိုက်ကြွေးခြင်းလို့နင်တို့ကိုဒုက္ခကလာဖိတ်တာ ဒိုရီမှာပဲစီစဉ်ထားတယ်မနေ့ပြန်7နှစ်လောက်ဒိုရီကိုရောက်အောင်လာခဲ့ငါတို့ကြိုရောက်နေနေမယ်မုံမုံကသူ့မွေးနေ့မှာဘာတွေလုပ်မယ်ဆိုတာနေုံတို့ကိုစက်ပြောပြနေသည်ငါမွေးနေ့ကစားတောက်ပြီးရင်ငါတို့မပြန်သေးပဲဖျားဆက်သွားပြီးအလှငွေသွားထည့်အောင်မှာရွှေသင်္ကန်းတို့ပန်းတို့သွားကတ်မှာပေါ့ဟာနင်တို့အားရင်လိုက်ခဲ့ပေါ့ခိုင်မာကဝင်ပြောသည်ငါတို့နင့်မွေးနေ့ကိုတော့ဆက်ဆက်လာခဲ့မယ်ဖျားကိုတော့ငါတို့အလုပ်ကိစ္စချိန်ထားလို့မလိုက်ဖြစ်ဘူးနောက်မို့ဆိုလိုက်ပါတယ်နော်နေယော အေးမမငါတို့အားရင်လိုက်ပါတယ်ငါရဲ့တခြင်းတွေကိုစိတ်ဝင်စားတဲ့အစိုးရတယောက်နဲ့စကားပြောဖို့ချိန်ထားလို့အဲ့လိုဆိုလဲရပါတယ်ငါမွေးနေလာရင်ပဲကျေနပ်ပါတယ်နောက်ပြီးနောက်ပတ်စနေမှာငါတို့ဆိုင်ဖို့မွေးရှိတယ်နင်တို့ကငါတခါပြောဘူးတယ်ငါရဲ့သွန်းနှင်းရဲ့ပိုင်ရဲ့ကြောင်းပြီးသွားလို့လုံးလုံးမလို့ဆိုတာလေဆိုင်နမီယိုကတော့ Music Universe လို့ပေးထားတယ်နေုံတို့နဲ့နှီးပါတယ်နေုံတို့ခိုင်မာတို့ဆိုင်ကိုအချိန်မြွေးလာနိုင်ပါတယ်ဝါသနာပါရင်ဆိုင်ထိုင်ပေးလို့လဲရတယ် မွန်မွန်ကသူတို့ရဲ့ဆိုင်ဖွင့်ပွဲကိုနေုံနဲ့ခိုင်မာလာဖို့ထပ်မံဖိတ်သည်ပြီးတော့သွန်းနှင်းနဲ့မွန်ကခိုင်မာကိုခွဲထုတ်ကာပိုင်တဲ့နေုံစကားပြောဖို့ရှောင်ပေးသည်လာဟာခိုင်မာငါတို့ဝရဏသွားရအောင်မွန်နဲ့သွန်းနှင်းတက်ရောက်ကမြင်ကွင်းတွေကြည့်ကျင်လို့ခိုင်မာကလည်းအလိုက်သီးသက်စွာမွန်နဲ့သွန်းနှင်းတို့နဲ့အတူဝရဏဘက်ထွက်သွားသည် ပိုင်တဲ့နေုံနှစ်ယောက်ပဲကျန်ခဲ့သည် ပိုင်ကသူမဘက်ကစတင်စကားပြောဖို့ဆုံးဖြတ်လိုက်သည် ဒီအခွင့်အရေးကိုလက်လွတ်မခံလို့သူမကနေုံအားချစ်မြတ်နိုးနေကြောင်းတိတိတသာပြရမည်။နေုံနဲ့ခိုင်မာခုနကရန်သူတထောင်တချင်းဆိုတာရန်နာထောင်လို့ကောင်းတာပဲ။အဲဒါကြောင့်တချင်းဆုံးအောင်နားထောင်ပြီးမှတကားခေါက်တာ။ပိုင်တို့အပြင်မှာရောက်နေတာ7မိနစ်လောက်ရှိပြီ။ပိုင်တနေ့ကျရင်တော့နေုံကိုယ်တိုင်ရေးပြီးတန်စင်ရှာထားတဲ့တချင်းတွေကိုနားထောင်ရအောင်မယ်။ပိုင်ပြောနေပုံကိုနေုံကအကူတဆိုင်နေနာထောင်နေတော့ပိုင်မနေတတ်သလိုဖြစ်လာသည် ပိုင်းအရင်ကနေုံနဲ့တွေ့ရင်ပြောမဲ့စကားတွေတောင်လေချောင်းထဲမှာပျောက်ပြတ်ကုန်တော့သည်နေုံကအဲ့ဒီတော့မှသတိဝင်လာသလိုပိုင်းတို့ကိုတခုခုဧည့်ခံရအောင်မယ်အိမ်မှာတော့ဘာမှမရှိဘူးပိုင်းတို့ပြန်မှဂျီရိုနတ်မှာလိုက်ကျွေးရမယ်ပိုင်းတို့မုံမတို့စီကပဲစားနေရတော့တလဲပြန်ကျွေးချင်လာလို့ကိုရင်ကိုတကူတကလာဖိတ်တာအဲ့ဝက်မကြည့်သလိုဖြစ်မှာဆိုတယ်ကိုတို့ယောက်ျားလေးနှစ်ယောက်ပဲရှိတာဆိုတော့ဖြစ်သလိုပဲစားတာများတယ် နေုံအဲ့လိုပြောတော့ပိုင်ကမခံနိုင်စွာပိုင်တို့ကနေုံတို့ကိုခင်းလို့လာတာပါအဲ့ဝင့်မကြေလဲရတယ်နေုံနဲ့ပိုင်ချားမှာအာနာရာတို့ပြန်ကြွေးရအောင်မယ်လို့ဆိုတဲ့စကားတွေမရှိရင်ကောင်းမယ်ပိုင်တို့ရဲ့ဆိုင်ဖွင့်ပွဲကိုဆက်ဆက်လာခဲ့နော်ပိုင်တွေကတော့နေုံလာဖို့အဓိကပဲပိုင်သည်တိတ်ကိုတုံလွန်းသောနေုံကို ကိုယ့်ရဲ့စိတ်ရင်းမှန်ကို သိနိုင်အောင်နေုံကအဓိကအရေးပါသောသူဆိုတာသိနိုင်အောင်တွေ့ဝိုက်မနေနိုင်တော့ပဲပြောလိုက်သည် နေုံကလည်းကောင်မလေးရဲ့နေုံအပေါ်ထားတဲ့သဘောထားကိုသိပေမဲ့အစိုးရဖြစ်ဖို့စူးစမ်းနေချိန်မှာစိတ်ညစ်စရာတွေအဝင်မခံလို၍နောက်ပြီးပိုင်ကိုသူချစ်နေတာမသေးကြသေး၍အခြေအနေတွေဖန်တီးပေးနေသောပိုင်ကိုရှောင်နေတာဖြစ်သည် ပိုင်လိုလှပချစ်စရာကောင်းသောသူ့ပေါ်လိုရာထက်ပိုတဲ့စေတနာတွေနဲ့ပိုင်ကိုနေုံလဲตายာကျင်းနေတတ်ခဲ့ပြီး ်ဒါပေမဲ့ပိုက်အခြေအနေနဲ့အဆင့်တန်းကသူ့ရဲ့ဘဝနဲ့ကွာခြားလွန်းလာ၍စိတ်ညစ်မခံလို့သေးတာဖြစ်သည် ချစ်ချင်းရဲ့နောက်မှာဖြစ်ပေါ်လာမဲ့ပြဿနာများကိုရင်ဆိုင်နိုင်မှုအသင့်မဖြစ်သေးပိုင်တို့ပြန်တော့နေုံနဲ့ခိုင်မှာဂျီရိုနဲ့မှာမုတ်လိုက်ကြွေးသည်မွန်နဲ့တွန်းနှင်းကလည်းဂျူတင်စီစဉ်လာတဲ့အတိုင်းပိုင်အန်တီဒေါ်မြပိုင်ရဲ့စီမံထားတဲ့အကြောင်းအရာတွေကိုနေုံတိအောင်ပြောပြနေသည် ပိုင်ပိုင်နေမွေးနေကဘဲတော့လဲ ပိုင်ကနိုဝင်ဘာလမှာ24ပြည့်မယ်။မုံမနဲ့သွန်းနှင်းရဲ့ပိုင်ရဲ့မွေးနေ့ကိုစမဖော်ပါနဲ့။ဖြစ်နိုင်ရင် အသက်ဆိုတဲ့ကာလပိုင်ချာကိုမိထားချင်တာကြပြီ။အဲ့ဒီမှာပဲပိုင်ရဲ့တုံးလုံးလာတဲ့နေုံကမေးဖို့ရသည်။ပိုင်မှာစိတ်ညစ်စရာတစ်ခုခုရှိနေလို့လားကိုတို့ကိုပြောပြလို့ရတဲ့ကိစ္စဆိုပြောပြနိုင်မလားကိုတို့လည်းဝိုင်းကြံညံပေးလို့ရတာပေါ့ကုညီလို့ရတာဆိုရင်လည်းကုညီမယ်လေဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ညစ်တာတွေကိုတငယ်ချင်းတွေကိုပြောပြလိုက်ရင်ရှင်ထဲမှာနည်းနည်းတော့ပေါ့သွားမယ်လေဟုတ်တယ်နေယုံပိုင်မှာစိတ်ညစ်စရာရှိတယ်မွန်းတို့ကိုပြောပြဘူးတယ်ပိုင်အန်တီတယောက်ကတတော်ကိုချမ်းသာတယ်ပိုင်အသက်25နှစ်ပြည့်ရင်သူ့အမွေတွေအားလုံးပိုင်ကိုလွှဲပေးမယ်ဒါပေမဲ့ပိုင်မှာချစ်သူရှိလာရင် သူ့စီခေါ်လာပြသူတဘောသူမတူဆုံးဖြတ်မယ်။ပိုက်မှာချစ်သူမရှိသေးရင် သူက ပိုက်ရဲ့အိမ်ထောင်ရေးကိုစီစဉ်မယ်တဲ့ ပိုင်ကိုအမွေတွေအများကြီးနဲ့စိတ်မချဘူးတဲ့ခက်တာကပိုင်မှာချစ်သူမရှိသေးဘူးသူ့တော်စီစဉ်တဲ့အိမ်တော်ရေးကိုလည်းလက်မခံနိုင်ဘူးပိုင်ကသူ့ချစ်တဲ့ချစ်သူနဲ့ပဲလက်တွဲဖို့ဆုံးဖြတ်ထားပြီးသားအဲ့ဒါကြောင့်သူဘလို့လုံးရမယ်မသိဖြစ်နေတာခိုင်မာကနယုံကိုခြေထောက်နဲ့အချက်ပေးသည်ကိုကသာပိုက်မှာခြေရမဲ့သူရှိနေသလားလို့မေးလိုက်ရင်ဘာတွေဆက်ဖြစ်လာမလဲသူတို့စီကအဖြေကိုသိကြမှာရဲ့ မင်းကလည်းနေုံကူညီလိုက်ပါလားပိုင်မိုင်းရဲ့ချစ်သူဟန်ဆောင်ပေးလိုက်လေပိုင်မိုင်းတကယ်ချစ်တဲ့သူတွေ့လိုက်ရင်ဒီကိစ္စပြီးပြီပဲဒါကကို့လူရင်းတွေပဲဟန်ဆောင်ချစ်သူလောက်ခိုင်းလို့ရမှာတခြားလူဆိုရင်ပိုင်မိုင်းကိုပြဿနာရှာလိုက်မယ်နေုံကလည်းမနှက်ဖြန်မွန့်မွေးနေတွင်အဖြေတခါတည်းယူလာမယ်ဟုကတိပေးခဲ့သည်ထိုနေ့ညကတညလုံးနေုံအိတ်မပြောခဲ့ သူပိုင်ပိုင်ကိုချစ်နေသလားလို့စိတ်ထဲကအကြင်ကြင်ရွရွမိသည် ိုင်နဲ့ဝေးသွားရင်ဆိုတဲ့ခံစားချက်ကနေုံရင်ကိုတောက်လောင်စေခဲ့သည်ပိုင်နဲ့စကားပြောနေရတာပိုင်ရဲ့ရေမောတန်လေးတွေနားထောင်နေရတာနေုံစိတ်ကိုကျင်းနေစေသည် ပိုင်ရဲ့သူ့ပေါ်ဂယူဒဆိုင်ရှိလွန်းတာလဲနေုံစိတ်ကိုကြည်နူးစေသည် ပိုင်သည် နေုံရဲ့တခြင်းတစ်ပုတ်ဖြစ်သွားခဲ့သည်တညလုံးမအိပ်ဖဲပိုက်ချောင်းစဉ်းစားခဲ့ကတချင်းရင်းနေခဲ့သည်မနက်မိုးလင်းမှ မေကနေအိပ်ပျော်သွားမိသည် ခိုင်မာကမနက်9နာရီထိုးတော့သူ့ကိုအိယာကလာနိုးတော့မှဂမန်းကဒန်းထားရသည်ဘလို့လဲနေုံအဖြေကိုသိကျင်လာပြီခိုင်မာကပိုင်ပုံစံနဲ့နေုံကို နောက်တော့စိတ်တိုစွာခိုင်မာကိုတစ်ချက်ဆဲလိုက်သည်အချိန်တိုင်သိရမှာပေါ့ကွာမင်းကလည်းနေုံမင်းဟန်များနဲ့မင်းအဖြေကိုငါသိပြီးသွားပြီဘလို့သိတာလဲဒီမှာလေမင်းရဲ့တချင်းစာသားတွေကပိုင်ကိုချစ်တဲ့အကြောင်းတွေပြောထားတာဟေ့ကောင် အဲ့ဒါပိုင်ကိုပေးမလို့ဘာလို့ယူဖက်ရတာလဲနေုံကတွန့်တိုစွာတချင်းစာရွက်ကိုလိုက်လူသည် ပြီးတော့သူတို့နှစ်ယောက်ရေမိုးချိုးပြီးအစင်သင့်ပြင်ကမုံမုံရဲ့မွေးနွေးရှိရာထွက်လာခဲ့သည်အနီးဆုံးစတိုးဆိုင်တွင် မုံမုံအတွက်မွေးနေ့လက်ဆောင်ဝင်ဝယ်ရင်းပိုင်ပိုင်ကိုနှင်းစီပန်းစီလက်ဆောင်ပေးခြင်းလာတာနဲ့38လမ်းဈေးသွားကနှင်းစီပန်းဝယ်သည် ခိုင်မာကတော့နေုံကိုတစ်ချိန်လုံးစနောက်ပြောင်းခဲ့သည်ငါတငယ်ချင်းနေုံကငါထက်အရင်ဆုံးမှကျင်းတည်နေပြီ မင်းကတော့တကယ်ကံကောင်းပါတယ်။ပိုင်ပိုင်ကဆိုမင်းကိုချစ်လိုက်ရတာ။ငါမှတော့ကောင်းမလေးတွေကိုငါကပဲလိုက်ကြရတယ်။သူတို့ပြန်ကြရအောင်လဲစူးစမ်းလိုက်ရတာ။အယံဝန်းတာရဲ့ဟိကောင်ပိုင်ပိုင်နဲ့မင်းတိတ်လိုက်တယ်။မိုးနဲ့မင်းကဖန်တီးရဲ့ဖူးစာကွာ။ခိုင်မာကတရုတ်ကားတွေကလိုလိုက်ပြောသည်။နေုံကတော့နှင်းစီပန်းစီကိုဖဲပြားဖြင့်အလှချီကဖဲပြားတွင်သူညကရေးထားတဲ့ပိုင်ပိုင်အတွက်တခြင်းလက်ဆောင်ကိုညှက်ထည့်ထားသည်။ ။နေုံကတော့ကိုစိတ်ကူးနဲ့ကိုကျင်းနဲ့နေခဲ့သည်။ဒိုရီယိုရောက်တော့ပိုင်ပိုင်တို့ကကြိုရောက်နှင်နေပြီ။အေးဖန်ခွက်လေးတွေကိုစီဖြင့်နေုံတို့လာတာကိုကြည့်နေသည်။နေုံရဲ့ရင်ခုန်တန်တွေစတင်မြန်ဆန်လာခဲ့သည်။ပိုင်ပိုင်ရှေ့တွင်ရက်လိုက်ပြီးနှင်းစီပန်းစီကိုပေးလိုက်သည်။ပိုင်ပိုင်အတွက်ကိုရဲ့လက်စာပိုင်ပိုင်ကဝမ်းသာအားရလက်ခံသည်။မုံမုံမွေးနေမှာပဲပိုင်တဲ့နေုံဟန်ဆောင်စရာမလိုတော့ပဲတကက်ချစ်သူတွေဖြစ်သွားကြသည်။ မွန်တကယ်ဝမ်းသာတဲ့နေုံနဲ့ပိုင်ချစ်ဆုံးငယ်ချင်းနှစ်ယောက်ရဲ့ချစ်သူဖြစ်တဲ့အထိမ့်မက်နဲ့မွန်ရဲ့မွေးနေ့အထိမ့်မက်ပျော်ပျော်ပါပါကြိုက်တာမှဆားနော်ပိုင်တဲ့နေုံတို့ကသူတို့နှစ်ယောက်စားကြင်နာတွေမှာပြီးတော့အခါမွန်မွန်ကိုမွေးနေ့လက်ဆောင်ပေးသည် ခိုင်မာနဲ့သွန်းနှင်းတို့ကလည်းသူတို့ရဲ့လက်ဆောင်တွေအတီးတီးပေးကြသည်ငယ်ချင်းတွေပျော်သွားအောင်မွန်အခုပဲဖွင့်ကြည့်လိုက်မယ်နော် ပိုင်ပေးတဲ့နှုတ်ခမ်းဒီနဲ့မိတ်ကက်ကမွန်သုံးနေတဲ့ Revlon မျိုးစားပဲကျေးဇူးတင်ပါတယ်ပိုင် နေုံကဂီတာပုံစံစပွဲတင်တာကြီးလေနေုံကိုလည်းကျေးဇူးတင်တယ်နော်သူနှင်းကဟန်တန်စပိုးရက်အယောင်လေးကမွန်ကြိုက်တဲ့နှင်းစီအောင်လေးကျေးဇူးပါပဲနောက်ဆုံးခိုင်မာကအင်ကြီးပိစဝမ်းဆက်တစုံစာပဲ ခိုင်မာကလည်းမွန်ကြိုက်တဲ့အယောင်ရွေးထက်လိုက်တာကျေးဇူးပဲခိုင်မာငါတို့နှစ်ယောက်ချစ်သူ ဖြစ်သွားအောင်ကူညီတဲ့မွန်မွန်တို့ကိုလည်းငါတို့ကျေးဇူးတင်ပါတယ်မလိုပါဘူးရပါတယ်ဒါမျိုးဆိုမွန်ကသိတ်ဝါသနာပါလား ။ကာယကရှင်နှစ်ယောက်ကလည်းတကယ်ချစ်ကြလို့ပါ။ကဲပျော့ပျော့ပါပါစိုက်တာစားကြ။မုံမုံမွေးနေပြီးတော့ပိုင်ကနေုံနဲ့မခွဲနိုင်စာနေုံသွားနေတာနောက်တကောက်ကောက်လိုက်ချင်ပေမဲ့နေုံကအလုပ်ကိစ္စနဲ့ဆိုတော့ကြံခဲ့ရသည်။ကိုညကြဖုန်းဆက်လိုက်မယ်ပိုင်။ပိုင်စောက်နေမယ်နေုံ။ထိုနေ့ညကြတော့နေုံကပိုင်စီဖုန်းဆက်သည်။အတင်စောက်နေသောပိုင်ကလည်းဖုန်းနံကြားတာနဲ့ကင်ပြီးနေပြီ။ပိုင်အိပ်ပျော်နေပြီလား။ မအိပ်သေးပါဘူး။နေုံဖုံးဆက်မယ်ဆိုတာသိလို့စောင့်နေတာ။နေုံဘယ်ကနေဆက်နေရလဲ။ကိုစတူဒီယိုကနေပဲဆက်နေတာ။တငယ်ချင်းတယောက်ရဲ့ဆဲဖုန်းနဲ့လေ။ကြာကြာပြောချင်လို့ရရဲ့လား။ရပါတယ်။ဒီပေါ်တာကကိုရဲ့လက်ရင်းပေါ်တာလေ။ပိုင်ခုမလုပ်နေလဲ။နေုံဖုန်းကိုစောင့်ရင်းနဲ့ MTV ကြည့်နေတာ။ပြီးတော့စာလဲကြက်နေတယ်။စာကြက်နေရဆိုတော့စာမေးပွဲနီးပြီလား။စာမေးပွဲကနောက်လာလေ။ကောင်းတာပေါ့။စာမေးပွဲပြီးရနဲ့ကိုရိုနီယောက်လက်ထပ်လို့ရပြီ။ အမေလူလေကြီးသူ့ကိုဘယ်သူကချစ်တယ်ပြောသေးလို့လဲအခုပြောလေမူမနေနဲ့တော့ကောင်းပါလေစတော့ငါသူပဲအရင်စပြီးတော့အမေပိုင်ပိုင်ကိုအထင်သေးလိုက်တာပေါ့လေအဲ့လိုပြောတဲ့အတွက်ချစ်တယ်ဆိုတဲ့စကားကိုပြောမလို့ဟာအခုမပြောတော့ဘူးပိုင်စာမှုပဲဖြည့်ပြီးမှပဲပြောတော့မယ်အေးချစ်တယ်လို့မပြောဘူးဆိုရင်နောက်နေ့ပိုင်နဲ့တွေ့ရင်တခါလဲခိုးပြတော့မယ်နေယုံဘလို့ဖြစ်နေရလဲဒီကသူ့ကိုတော်တော်ယူလာပြီးအောင်းမေ့နေရ အရင်တော့ပိုင်ချစ်နေမှန်းသိလို့ဟန်များနေရပေါ့လေအခုမှပဲနေုံရဲ့စိတ်သဘောထားမှန်ကိုသိရတော့တယ်ပိုင်ကကိုကိုဘယ်တော့မှစချက်သွားတာလဲနေုံနဲ့ဘူးကျုပ်စေးမှာဝင်တိုက်မိကလေးကပိုင်ကန်ကောင်းကျင်တော့နေုံနဲ့မုံမုံကအတိဖြစ်နေရဲ့လေအဲ့ဒီကကြိတ်ချစ်နေရပေါ့လေဒါပေါ့ကိုကိုနေုံလို့မခေါ်နဲ့တော့ကွာအခေါ်ဝေါ်ပြောင်းရအောင်မောင်လို့ခေါ်ဟာမခေါ်ရှင်မဘူးရှက်စရာတွေအဲ့ဒီမောင်ဆိုတာကြီးကရိုးနေပါပြီ ဂျာဖြင်းကိုကိုဘယ်လိုခေါ်မလဲနေုံကပိုင်းထက်လပိုင်းကြီးတော့ကိုလို့ခေါ်မယ်အဲ့လိုခေါ်ရင်ကြိုက်လားရတယ်ကြိုက်တယ်အဲ့လိုခေါ်တာပိုင်းပိုင်းကိုတော့ချစ်လေးလို့ခေါ်မယ်နော်ကြီးစားဖြစ်သွားပြီဆိုတော့အခေါ်ဝတ်တတ်မတ်မတ်ရှိသွားရင်ပြီးတာပဲခြေများမနေတော့ပါဘူးဒါနဲ့ကိုကြိုက်တဲ့တဲ့အစားအစာလေးတွေပြောပြပါအောင်ပိုင်းကကိုနဲ့ပတ်သက်လာရင်ကိုကြိုက်တဲ့တဲ့အစားအစာအယောင်တွေစိတ်နေသဘောထားတွေအကုန်သိကျင်တယ် ။အိုင်းကတော့မြမထမင်းဟင်းကိုနှစ်သက်ဆုံးပဲ။တရုတ်စားစားနဲ့ကလားအစားစားတွေကိုတစ်ခါတလေမှပဲစားဖြစ်တယ်။နောက်ပြီးကိုကရက်တောက်တက်လာ။ကိုကွန်းစားတာတော့ပိုင်းတစ်ခါမှမတွေ့ဘူး။ပိုင်းကကွန်းစားတဲ့လူဆိုသဘောမကျတော့အတော်ပဲဖြစ်သွားတာပေါ့။ကိုကစားတောက်ကိုတော့တိတ်ကြီးမများတတ်ပါဘူး။ကုန်းသက်သွားတွေကိုစားနေတယ်။ရေသက်သွားကိုတော့စားများတယ်။ငါတလဲထူးငါတလောက်ငပြေမတို့တိတ်ကြိုက်တယ်ယောက်ျားလေးပဲမဲ့ချက်သားဝက်သားတိတ်မကြိုက်ဘူး